ရွှေရှင်များအားလုံးပဲမင်္ဂလာပါရှင်။လာမယ့်24ရက်လေးလ25ပေါ့နော်။မနက်ဖြန်ကြတာပရင်းနေမနက်ခင်းအတွက်ပါနော်။ဒီမှာလည်းတနင်္ဂနွေတော့ကြိုးစားနေပါတယ်။ဒါပေမဲ့ကံမပါတော့မတက်နိုင်ပေါ့နော်။အဲဒါအတွက်ကြောင့်ကိုတို့မတို့နင်နာကြတာရှင်ရင်လည်းအမြန်ကနေတောင်းပန်ပါတယ်နော်။အဲ့တော့ဘယ်လိုပဲဖြစ်တော့နောက်မှရည်ကြံလေးတွေပေါ့နော်။ဆက်ပြီးတော့ကြားကြမယ်ပေါ့နော်။ ဒါဆိုရင်ဒီမှာနဲ့နဲ့ပေါ့เนาะနှလုံးပေါင်းတော့ပေါင်းခြင်း၄ပါးပါဝါ၉နက္ခတ်နှစ်၄ကိုနှစ်ပဲစီသုံးလုံးရတာတယ်เนาะဒီမှာပါတက္ကနန်းက၄တုံညာ၄၀ဒီမှာ၄ဒီမှာ၄ပေါ့เนาะဒီပတ်တော်ဆိုလို့ရှိရင်တနေ့ဝင်နေတော့မှညနေတစ်ချိန်တော့ကတော့ဆင်းတယ်เนาะကဲသူကံပေးတဲ့ပတ်ရမှာပေါ့เนาะဆက်သွားရအောင်၆၃နှလုံးပေါင်းတော့၉ပါဝါ၄နက္ခတ်၆ ဘူးလေး6ပေါ့เนาะဒါထိပ်စီးပါဒါဆိုတော့ကဏ္ဍကဒီမှာ6 5 6ထိပ်ဆိုတော့ကျွန်တော်ကိုးလေး6ပါဒီမှာ6ထိပ်ရှိတာเนาะဒါဆိုရင်ဆက်သွားမယ်ဒီမှာ6လေးနှလုံးပေါင်းတော့3ညပါဝါ9နက္ခတ်ခွန်3ညနက္ခတ်ပေါ့เนาะတောင်ညာငါခွန်ဒိစီကတောင်းလုံးရထားတယ်။ဒါဆိုရင် break ကိုသွားရအောင်နော်။ break ကဒီမှာရှိတာ၈ဒီမှာရှိတာ၆။၈၆နှလုံးပေါင်းတော့၄ ိုနည်းပဲเนาะသူကပါတဲ့ဝင်เนาะဆိုရင်ထွက်ကနန်းကိုကြည့်မယ်ဒီမှာ40ဆိုတော့ laboring ပေါ့เนาะဒါဆိုရင်ဒီမှာ4ဟုတ်ပြီเนาะဒါဆိုရင်ဆက်ပြီးတော့သွားမယ်1 5အလုံးပေါင်းတော့6ပေါင်းပါတယ်နက်က6 6တက်ကိုပဲပေါ့เนาะဒါဆိုလို့ရှိရင်ဒီမှာက6 5 ချင်းတက် temporary ပေါ့เนาะ6တက်ကိုမှာဒီမှာ temporary ဆိုပြီးတော့စဉ်းစားတယ်เนาะဒါဆိုရင်ဒီမှာ9ခွန်နှလုံးပေါင်းတော့နဲ့ power ခွန်နဲ့နက်ကလေးနှစ်ခွန်လေးပဲပေါ့เนาะပြောသွားပါမယ်เนาะဒါဆိုလို့ရှိရင်နော်ကဏ္ဍလေးတွေ့ကြရအောင်နော်ရထားတဲ့ထိပ်ကတော့395ခွန်ပါနော်395ခွန် ိတ်ပေါ်သွားမယ်နဲ့9 9 9နဲ့ဘရိတ်ပေါ့နော်ဒါဆိုရင်ခုနှစ်ဘရိတ်ပါခုနှစ်ဆယ်ဟုတ်ပြီနော်လေးဘရိတ်ပါကိုခွန်ခွန်မနော်ဒီမှာကဟုတ်ပြီနော်ဒါဆိုရင်မူရဩကကလီကိုရှာကြည့်အောင်နော် တုံညာကိုနှစ်ပရိတ်ဆိုတဲ့အတွက်ကြောင့်မို့လို့တုံညာနဲ့20ကြိုက်ပါတယ်နော်ခုနှစ်ထိပ်ကိုခုနှစ်ပရိတ်ခုနှစ်ထိပ်ကိုခုနှစ်ပရိတ်ဆိုတော့ကြောင့်မို့လို့80ဟုတ်လားကြိုက်ပါတယ်တုံညာထွက်တင်းနဲ့တုံဒီ5ရက်ပေါ့နော်5ရက်ဟောဒီမှာပြောလို့ညရတယ်မို့လို့တင်းနဲ့တုံဒီ5ရက်ချသွားပြီပေါ့နော် တုံညာနဲ့နဲ့တုံညာဆိုတော့ထွက်နေကြကဏ္ဍလေးပါเนาะအဲကဏ္ဍလေးကိုလည်းကြိုက်ပါတယ်ဒီကစားပြီးကစားရမယ်ကဏ္ဍလေးပေါ့နော်ဒါညီမတော်တော်ဝင်ညီမချာရတာကိုချက်ပြန်ခြင်းဖြစ်ပါတယ်ကိုရောမှာတော့တဲ့တူချင်းနဲ့ကမဆိုလိုက်ပြီးကစားကြပါเนาะအားလုံးပဲမနေ့ပြန်ပါကံကောင်းကြပါစေလို့ဆုတောင်းပေးရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်